အားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့တော့ Operation Diamond လို့ခေါ်တဲ့1966ခုနှစ်က MIG 21လေယာဉ်မှုအစ္စရေးနိုင်ငံထဲသို့ထွက်ပြေးလာမှုနဲ့တူအရှိအလယ်ပိုင်းဒေသပေါ်မှာတက်ရောက်ခဲ့တဲ့တက်ရောက်မှုတွေကိုပြောပြပေးသွားမှာဖြစ်ပါတယ်ကျွန်တော်တို့ဇလန်းလေးမစနိုင်ခင်မှာပြောနေကြတိုင်းပဲဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးဖို့အတွက်မြစ်တာရက်ခံလိုပါတယ်ခင်ဗျာဒီခေတ်ကာလတော့ကအရှိအလယ်ပိုင်းဒေသဟာ ဆိုဗီယက်ယူနီယံနဲ့အနောက်နိုင်ငံတွေကြားဩဇာလွှမ်းမိုးရေးတိုက်ပွဲရဲ့အထူးကစင်မြစ်ဖြစ်ခဲ့ပါတယ်။အစ္စရေးနိုင်ငံရဲ့လေကြောင်းထူထောင်မှုကိုဟန်တားဖို့အတွက်ဆိုဗီယက်နိုင်ငံက အာရပ်နိုင်ငံတွေစီကို MiG 21 တိုက်လေယာဉ်တွေ ပါဝင်လက်နက်တွေအကြီးအကျယ်ထောက်ပံ့ခဲ့ကြပါတယ်။ဘာတိပါတီအုပ်ဆိုတဲ့အီရတ်လေတပ်ဟာဆိုဗီယက်ယူနီယံနဲ့မဟာမိတ်ဖြစ်ပြီးတော့ အတန်ထက်နဆမြန်တဲ့ MIG 21တိုက်လေယာဉ်တွေနဲ့အင်အားတောင့်တင်းတဲ့နိုင်ငံတကူဖြစ်ခဲ့ပါတယ်။ဒါပေမဲ့ဒီစီရေးတည်ဆောက်မှုရဲ့နောက်ကွယ်မှာတော့နိုင်ငံတွင် အုပ်စုကွဲမှုတွေတဖြည်းဖြည်းပေါ်ပေါက်လာနေခဲ့ပါတယ်။ Wuni Virus ဆိုတဲ့တိုက်လေယာဉ်မှုက Assyrian Korean လူနည်းစုထဲကကျွမ်းကျင်တဲ့လေယာဉ်မှုတို့ဖြစ်ပါတယ်။အီရတ်မှာ Korean လူနည်းစုတွေဟာ ခွဲခြားဆက်ဆက်မှုတွေကိုမကြာခဏခံစားနေရပြီးဖာရက်ကိုရိုင်းဟာလည်းရက်ဆက်တဲ့ဗာတစ်အစိုးရကိုကြိမရဖြစ်နေကြတာဖြစ်ပါတယ်1965ခုကုန်ပိုင်းမှာ ဖာရက်ကအစ္စရေးထောင်လှန်ရေးမော့ဆတ်နဲ့လှုပ်ဝက်ဆက်သွယ်ခဲ့ပါတယ်ဒေကြတဲ့ညှိနှိုင်းမှုတွေနဲ့လုံခြုံရေးအာမခံချက်တွေကိုရရှိပြီးတဲ့နောက်သူက သူ့မောင်းနေနေတဲ့ MIG 21ကို Israel ကိုယူဆောင်လာခဲ့ဖို့သဘောတူညီခဲ့ပါတယ်ဒီလိုနဲ့ပဲ တန်ဖိုးမပြတ်နိုင်တဲ့လက်နက်တစ်ခုဟာမကြားခဲ့မှာပဲ Israel လက်ထဲကို ရောက်ရှိတော့မှာပဲဖြစ်ပါတယ်။အဲ့ဒီခေတ်ကက MiG-21 လို့ခေါ်တဲ့တိုက်လေယာဉ်ဟာအလွန်အစွမ်းထက်တဲ့တိုက်လေယာဉ်တစ်စီးဖြစ်ပါတယ်။ Delta တောင်ပံဒီဇိုင်းနဲ့ကျွမ်းကျင်စွာလှင်မြန်လှည့်ပတ်နိုင်ပြီးတော့ဒုံးကျည်နဲ့အခြားလက်နက်တပ်ဆင်ထားမှုတွေကြောင့်ရန်သူတွေအတွက်အလွန်ကြောက်စရာကောင်းတဲ့တိုက်လေယာဉ်တစ်စီးဖြစ်ခဲ့ပါတယ်။1966ခုနှစ်အောက်တိုဘာ16ရက်နေ့မှာ ဖာရတ်ဟာမူဆိုအနီးကအစ္စရေးလီဒါစကန်ကနေသူ့ရဲ့ MiG 21လေယာဉ်နဲ့ပြန်တက်လာခဲ့ပါတယ်။ရေဒါအောက်ကိုနှိမ်ပြန်ပြီးတော့တောင်တန်းတွေပေါ်အုံပြုကအစ္စရေးနိုင်ငံစီကိုပေါင်းပြေးလာခဲ့တာဖြစ်ပါတယ်။သူ့ရဲ့ပြန်တက်မှုက အလွန်ကိုအန္တရာယ်များပါတယ်။ဆိုဗီယက်ရထောင်လမ်းရေးရေဒါတွေမြေပြင်မှတုံးကြီးတွေကိုရှောင်ရှားဖို့လိုအပ်ခဲ့ပါတယ်။ဒီလိုအောင်မြင်မှုဆိုတာ ဓမ္မနီလိုခိုင်မာတဲ့စိတ်ဓာတ်နဲ့အထူးကျွမ်းကျင်မှုတွေလိုအပ်ခဲ့တာဖြစ်ပါတယ်။ဖာရတ်အနေနဲ့အစ္စရေးနယ်စပ်ကိုကျော်ဖြတ်ပေးတာနဲ့အစ္စရေးလေတပ်ကလေယာဉ်တွေကလိုက်လံကာကွယ်ပေးခဲ့ပြီးတော့လေယာဉ်ခွင်တစ်ခုစီကိုစင်သက်စေခဲ့ပါတယ်။ Operation Diamond ဟာဒီလိုနဲ့ပဲအောင်အောင်မြင်မြင်နဲ့ပြီးဆုံးသွားခဲ့ပါတယ်။မော့ဆက်အဖွဲ့ဦးဆောင်တဲ့ဒီလှုပ်ဝှက်စစ်စင်ရေးမှာ MIG 21ကိုပြန်လည်ဆန်းစစ်ပြီး ၎င်းရဲ့ရေဒါနဲ့လမ်းလမ်းစနစ်တွေကိုလေ့လာကအားနည်းချက်တွေကို ရှာဖွေခဲ့ကြပါတယ်။ဒီလိုလေ့လာမှုတွေကဣသရေးနဲ့အနောက်နိုင်ငံတွေအတွက်ကြီးမားတဲ့အကျိုးအခြေစိုးတွေကိုရရှိစေခဲ့ပါတယ်။ဒါစီအေခိအတွင်းခြားပါတဲ့အခွင့်အရေးတည်ရဖြစ်ခဲ့ပါတယ်။ဆိုဗီယက်ရဲ့အစင်းမြင့်တိုက်လေရင်ကို လုံးစုံရရှိခဲ့ခြင်းကဣသရေးနဲ့အနောက်နိုင်ငံတွေအတွက်ကြီးမားတဲ့အကျိုးကျေးဇူးကို ဖြစ်ပေါ်စေခဲ့ပါတယ်။ ရရှိခဲ့တဲ့ MIG 21နဲ့တူလေးကျင်းခွင့်ရခဲ့တဲ့အတွက်1969ခုနှစ်အစ္စရေးရဲ့6ရက်ကြာစစ်ပွဲမှာအရေးပါတဲ့အောင်မြင်မှုတွေကိုရရှိခဲ့ပါတယ်။ဖာရဟာအစ္စရေးနိုင်ငံထဲသို့ရောက်ရှိပြီးတဲ့နောက်အစ္စရေးအစိုးရရဲ့အသစ်ပြောင်းပေးထားတဲ့လွှဲဝအထောက်အထားတွေနဲ့အစ္စရေးမှာအေဂျင့်စွာနေထိုင်ခဲ့ပါတယ်။ ဒီဖြစ်ရဟာအီရန်နဲ့အစ္စရေးရဲ့ဆက်ဆံရေးကို ပိုမိုဆိုးရွားစေခဲ့ပြီးတော့အာရတ်ရဲ့စည်ရေးညီညွတ်မှုကိုလည်းထိခိုက်စေခဲ့ပါတယ်။ဒီထောက်လှမ်းရေးချက်လက်တွေကအမေရိကန်ပါဝင်အနောက်နိုင်ငံတွေနဲ့မျှဝေခဲ့တဲ့အတွက်ဆိုဗီယက်တည်းရဲ့လေယာဉ်ဒီဇိုင်းကို ပိုးပြီးတော့နားလည်လာခဲ့ပါတယ်။ Operation Diamond ဟာစစ်အေးခေတ်ကာလအတွင်းမှာအရေးအရင်ဆုံးနဲ့အကျိုးသက်ရောက်မှုအရှိဆုံးနိုင်ငံခိုလိုမှုတစ်ခုဖြစ်မှတ်တမ်းဝင်ခဲ့ပါတယ်။ ီဖြစ်ရဟာအရှိအလယ်ပိုင်းရဲ့လေကြောင်းအင်အားချိန်ခွင်ရှာကိုပြောင်းလဲစေခဲ့ပြီးတော့ဖာရက်လိုမျိုးလေယာဉ်မှုတွေရဲ့စွန်စားမှုတွေနဲ့တရှိုးတွေရဲ့အရေးပါမှုကိုထင်ဟပ်စေခဲ့ပါတယ်။ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပဲဖြစ်ပါတယ်။နောက်ရက်တွေမှာဒီထပ်ပို့ပြီးတော့ပြည့်ပြည့်စုံစုံနဲ့ဒီ operation diamond ကြောင့်ကို တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။